ေယောဝလုံးပဲမင်္ဂလာမနက်ခင်ဗျာအော်တိုဘလန်စတရန်နေရမနပိုင်အထူးတရမြကိုပထမဆုံးလူရင်းတူရှင်းတင်ဆက်တော့မှာဖြစ်ပါတယ်ပြီးလို့ဆိုနောက်ဗီဒီယိုလေးတွေလေးကြည့်ရမှာဖြစ်ပါတယ်ကျွန်တော် channel coaching pp အခုချင်းတီအားပေးနေတဲ့တုံ့ပြန်ချက်တွေအားလုံးကျေးဇူးများချစ်တင်ပါတယ်လို့ပထမဆုံးပြောဆိုချင်ပါတယ်ဒါဆိုရင်တော့တရင်လေးတို့ဆက်ကြရအောင်အော်တိုဘလန်စရဲ့နေတွေမွန်ပီနေရေမြုံနေအာယူတောင်ကျေးရွာရှိမြို့ဆိုတီခေါင်းဆောင်လင်းဦးဤလက်အောက်ခံရုံးပိုင်းဆိုင်ရာတာဝန်ထမ်းဆောင်နေတော့စစ်သားတအုပ်ဖြစ်သူ မျိုးစုံကိုရေဘလူးတက်ခြင်းကအရှင်ဖန်စီခေကြောင်းတည်စီရပါတယ်အစူပါအကျံဖက်စစ်သားမျိုးစုံဒီတော်လှန်ရေးတပ်ဖွဲ့များဤတတိမြကိုလာရောက်ဆုံဆန်းထောက်လှမ်းခြင်းကြောင့်လက်နက်ယူဆောင်လာခြင်းမရှိကြောင်း၎င်းကိုစစ်စေးမိမြန်မှုများဆက်လက်လှောက်ဆောင်ပြီးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတည်စီရပါတယ်ဒီလူမျိုးကောင်တွေကိုမတည်မချင်းထောင်ချရမှာကောင်းလေးတဲ့တဲ့နောက်တဲ့ အော်တိုဘာလာစကွန်နေယန်နေညနေပိုင်ဟုံးမလင်းလီတက်ဌာနချုပ်ဤရိတ်ခါကူတော်မိရှုမှုဖြစ်ပွားခဲ့ပြီးမိရှုသူကနိုင်ရန်တွေစစ်ခွေမအလာအတွက်ဟုစာရေးသားတော်ခဲ့ကြောင်းသိရှိရပါတယ်။ယင်ပစ်စင်ကိုနေပြည်တော်အခြေစိတ်စစ်ယုံနဲ့ကာကလေးကမတိစီစီရန်လီတက်စခန်ဌာနချုပ်မှုဘုံမှုချုပ်မြင့်မင်တန်းကအထက်တော့မတင်ပြပေတည်င်းဖုန်ခဲ့ကြောင်းယင်းနောက်ရိတ်ခါကူတော်ကိုအမြန်ပြန်လေတိဆောက်ခဲ့ကြောင်းသိရှိရပါတယ်။ မီလောင်ကျွန်းခေဒီဟုံးလင်းလီတက်စခန်ဌာနချုပ်ဤရိတ်ခါကူတော်မှာတတွင်တလျာမြနဲ့ဝေးကွာပြီးလူနဲ့ဝေးတော်တိုးထေးတွေတိဆောက်ထားခြင်းဖြစ်ကြောင်းလက်တလောမိရှုသူကိုဖန်စီရရှိခြင်းမရှိသဖြင့်အနီဆုံးကင်တေမတာဝန်ချစစ်ခွေလေးကောင်ကိုအောက်ချုပ်ရေးမှုတက်မှုဒုတိယဘူမှုကြီးအောင်ကျော်စွာ DSA 42ကဦးစီးစစ်စေငင်းပန်းနေဆက်နေကြောင်းသိရှိရပါတယ်တော်တော်ဆူးနေပြီ กองเลยเดตตดีนตดีนสิกองสิกาอกันอตันเนจิมปาเมยวยกอปวยหาเมียนมาอเจอนีกูปูมูสุยาเสมาผิดโลနိုင်ငံတကာစစ်မှားအတိအမှတ်မပြုတ်တိဘူးလို့ထိုင်းလွှတ်တော်အမတ်ကနဝင်းစုဘန်ကပြောပါတယ်မြမအရေးနဲ့ပတ်သက်လို့မကြကနထုတ်ဖို့ပြောကြလက်ရှိတဲ့ထိုင်းအုပ်လွှတ်တော်အမတ်ကနဝင်းစုဘန်ဟာအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင် လူသားစာနဲ့တဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဒေါက်တာဝင်းမင်းအေဒေါ်ဦးဆောင်တဲ့ကုစလီအဖွဲ့ကိုလက်ခံတွဲဆုံခဲ့တဲ့အကြောင်းအောက်တိုဘာ20ရက်နေ့တွင်သူရဲ့လူမှုကွေရမှာဖော်ပြခဲ့ပါတယ်။မစ္စတာကနဝင်းစူဘန်ကပီထောင်စုလွှတ်တော်ကုစပြုတ်ကော်မတီမှမိတ်ဆွေတွေနဲ့တွဲဆုံခဲ့တဲ့အကြောင်းဓပုံတွေနဲ့ဖော်ပြခဲ့ပေမဲ့ဘေနစ်ကတွဲဆုံခဲ့လေဆိုတာမသိရသေးပါဘူး။အဲ့ဒီတွဲဆုံမှုမှာထိုင်းဥပဒေရဲ့အာဏာအနေနဲ့ အပြုတ်တဘောချဝင်ဆောင်ရိတ်နိုင်မဲ့ဖြစ်နိုင်ခြေအပေါ်မှာ CRPH ကမိတ်ဆွေတွေနဲ့ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်မြန်မာနိုင်ငံမှာငင်းချမ်းရဲ့မဖြစ်ပေါ်ဘူးဆိုရင်ထိုင်းနိုင်ငံအနေနဲ့လေဧကမောက်ချခန်းဆာရလိမ့်မယ်လို့မစ္စတာကန္နဝီစုပန်ကပြောပါတယ်မြက်လုံးတွေနားတွေပိတ်ထားမဲ့အစာပြဿနာတွေကိုဖြေရှင်းဖို့စီရီတီတန်တဲ့အဖြစ်တွေရှာဖွေဖို့စိတ်တွေဖွင့်ထားသင့်ကြောင့်လေထိုင်းလွတ်တော်အမတ်ကပြောဆိုထားပါတယ် ိုင်းလွတ်တော်အမတ်ဂျေယုတင်ပါတယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်။ကောင်းလေးတဲ့တင်းနော်တင်းတန်တင်းချုပ်ထားတဲ့မိုင်းငုံမြုပ်ကိုစစ်ကောင်စီတပ်ကလေရင်နဲ့ထပ်မံဘုံကျဲတိတ်ခိတ်ခိတ်တယ်လို့ဒေတာခန်တူကပြောပါတယ်။အောက်တိုဘာ20ရက်ညရှိနာယီဝန်ကြီးမှာစစ်ကောင်စီတပ်ကမိုင်းငုံမြုပ်ထဲကိုလေရင်နဲ့ဘုံနှလုံးကြေချတိတ်ခိတ်ခိတ်တာဖြစ်ပါတယ်။ရေတပ်မှနှလုံးလာချတာတလုံးကမကွေဘူးတလုံးကကွေပြီမီးလောင်နေတာ။ မကွေးတဲ့တလုံးကိုမိကပြန်စားတော့ထက်ကွေးတယ်လူထိခိမှုရှိမရှိတော့မသိရသေးဘူးလို့ပြောပါတယ်မိုင်းကရေးတိုင်းကိုမိလောင်ပျက်စီးသွားတယ်လို့သိရှိရပါတယ်စကိုင်းတိုင်းကလေးမျိုးဖက်မှလည်းစစ်ကောင်စီစစ်ခွဲတွေကစစ်ကြောင်းထူပြီးမှလက်ပံချောင်းတရွာလုံးကိုမိရှုပျက်စီးခဲ့တယ်လို့သိရှိရပါတယ်စိတ်မကောင်းပါဘူးထပ်တဝနေပါတယ်နောက်တဲ့အမေရိကန်သမ္မတဒိုနယ်ထရမ့်၏အောက်တိုဘာလနောက်ဆုံးအပတ်အတွင်းဂျပန်နိုင်ငံတောက်လာရောက်မိခီးစင်တွေ့ ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရဲ့အကျဉ်းသားများလွတ်မြောက်ရေးတောင်းဆိုမှုကိုဂျပန်နိုင်ငံရှိ NUG Sport Team ဂျပန်ကဦးဆောင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရပါတယ်မြမအရေးပူမူအလေးထားဆောင်ရွက်လာစီရန်တိတ်တွန်းတောင်းဆိုမေတ္တာရက်ခံအကူအငီတောင်းခံသည့်ယင်လှုပ်ရှားမှုကိုအမေရိကန်သမ္မတလာရောက်ခြင်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည် တမဒအူမိနဲ့မတရားဖန်စီကနိုင်ငံရဲ့အချင်းသားများပြန်လေလွတ်မြောက်ရေးတော့အတွက်တောင်းဆိုသွားမိဖြစ်ကြောင်းသိရှိရပါတယ်။ထုပင်စစ်တပ်တိပြည်သူအပေါ်ရစ်ဆက်ရောက်မှမှုများအကြမ်းဖက်မှုများရပ်တန့်သွားစေရန်နဲ့အမေရိကန်နိုင်ငံအနေဖြင့်မြန်မာအရေးအလေးထားဆောင်ရွက်လာစေရန်လေတောင်းဆိုသွားမိဖြစ်ကြောင်းသိရှိရပါတယ်။ဂျပန်နိုင်ငံရောက်မြန်မာလူထုတွေတအားတာဝန်ကျပါတယ်။ဂျေဇူးလေးတင်တယ်လို့ဒီကနေ့ပြောဆိုချင်ပါတယ်။ ကောင်းလေတဲ့တတင်းတော့တင်းစကိုင်းတိုင်းဒေသတန်းစီမြုပ်နေမှာအချမ်ပစစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကအောက်တိုဘာ20ရက်မနက်9:00နာရီခွဲမှာကြာဖြစ်တိုက်ခိုက်ခဲ့ရာအချမ်ပစစ်ကောင်စီစစ်ခွဲဖက်မှငါးကောင်ခွေးတွေဝတ်တီတီဆုံခဲ့တယ်လို့သိရှိရပါတယ်အတိုးရွာမှာကာဘူးရွာဖက်ပြန်လာတဲ့စကားဆက်တပ်ဖွဲ့ဝင်တွေကိုကာဘူးတတအနီကြာဖြစ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီစစ်ခွဲဖက်မှငါးကောင်ခွေးတွေဝတ်တီတီဆုံပြီး စနကောင်အပင်းအထန်ဒဏ်ရာရရှိပြီးထွက်ပြေးသွားတယ်လို့ဆိုပါတယ်။စစ်ကောင်စီစစ်ခွေအလောင်းတွေနဲ့ဒဏ်ရာရသူတွေကိုနေ့လေပိုင်းမှာကားတွေနဲ့တည်ယူသွားတယ်လို့ရေဥပကဖကတရင်ထုတ်ပြန်ထားပါတယ်။ကောင်းလိတ်တဲ့တင်းတဲ့တင်းတိုင်းပြည်ဒွန်းထွက်ပစ္စည်းများနဲ့စီမံကိန်းအလုံးကိုရုရှားနဲ့တရုတ်နိုင်ငံကိုထူပေးနေသည့်စစ်ကောင်စီကကဂျင်အမျိုးသားအစီအယုံ KNUD ဖိတ်ဆိုင်ရပါက အကုံလောက်ဒီအဖွဲ့ဟုပောက်ခတ်ပြောဆိုခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီရဲ့တရင်ထုတ်ပြန်ကြေးရေးခေါင်းဆောင်ဇိုမေလင်ကအောက်တိုဘာ20ရက်တွင် KK ပတ်နှင့်ပတ်သက်ပြီးဝါဒဖြန့်တရင်မီဒီယာများ၏မေးမြန်းမှုကိုပြန်လည်ဖိကြားရ၌အထပ်အတိုင်းထိတွင်ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ KNU ကဒီလုံငန်းကရရှိတဲ့ငွေကြေးတွေနဲ့နိုင်ငံတော်နဲ့တိုင်းရင်းသားပြည်သူလူထုအပေါ်မှာအကြမ်းဖက်တပ်ဖြတ်မှုတွေပြောလောက်နေတာဖြစ်ပါတယ်။ အွန်လိုင်းလုံးကစားလုပ်ငန်းတွေကိုအကာအကွယ်ပေးထားပြီးတရုတ်နိုင်ငံထိုင်းနိုင်ငံအပါအဝင်ဒေတာတွင်းနိုင်ငံတကာအပေါ်မှာရာဇဝတ်မှုတွေကျူးလွန်နိုင်အောင်လှုံ့ဆော်နေတဲ့အဖွဲ့အစည်းလေးဖြစ်ပါတယ်။ဖိုက်ဆန်တရမင်းဆိုရင်တနိုင်ငံလုံးကိုလက်ညှိုးထိုးရောင်းစားဖို့ဝင်မလေးနဲ့ KNU အဖွဲ့ကနိုင်ငံတကာနဲ့ပြည်သူတွေကဝိုင်းဝန်းစင်ချင်ဖို့လိုပါတယ်ဟုအကြံဖက်လူသက်သမဝရံပီဇိုမေလင်ကပြောဆိုထားပါတယ်။ဒီဇိုမေလင်ကလည်း KNU ကိုတားကြောက်ရယ်နော်။ ဗီဒီယိုနဲ့ခက်တီတီနဲ့ပြထားတာအရောက်မပေါ်ရေးဘူးကြောက်လို့နှလုံးအော်တိုဘာလ27ရက်နေ့ရဲ့မနက်ပိုင်းအထူးတရင်ကတော့ဒီလောက်ပါပဲကေဒါဆိုရင်တော့ကျွန်တော်တို့ပထမဆုံးစစ်ကောင်စီကအသက်မပြီးသေးတဲ့တက်တွင်းထိတ်ကကလေးတွေကိုမေးထိတ်ခိုင်းတဲ့အကြောင်းတစ်ချက်လောက်နားဆင်ကြည့်အောင်ညီမတက်ထဲမှာနေခဲ့တော့ကမဲထဲတော့ညီမအသက်မပြည့်သေးဘူးအသက်မပြည့်သေးဘူးဒါပေမဲ့သူတို့ကမဲထဲခိုင်းတယ်ညီမမှာမှတ်ပုံတင်တော့မရှိဘူးမဲထဲခဲ့ရတယ် ဘာအထောက်ထားမှမရှိဘဲနဲ့လဲမဲထဲရတယ်အဲအဲ့လိုမဲထဲလို့ရှိရင်သူတို့ကအကွက်၄ခွက်ရိုက်ထားပေးတယ်မနေ့ဖြန်လို့ညီမတို့ကပါတီအဲ့ဒီရုံးမှာမဲသွားပေးရမယ်ဆိုလို့ရှိရင် rehearsal တရက်လုပ်တယ်အဲ့ဒီ raster တရက်မှာသူတို့ညီမတို့နမူနာပုံစံလေးတွေပေးထားတာကြမ်းခန့်ရေး LND လုံးဝအကွက်ကိုစောင်းပြီးနှိပ်လို့မရဘူးပယ်ပြီးလည်းနှိပ်လို့မရဘူးပယ်မဲဖြစ်သွားရင် ူတို့ပြောတာတမဲလဲတမဲအတွက်တို့တိတာတယ်တို့အတွက်နင့်တာတယ်အဲဒါကြောင့်ရဲမေးတွေစစ်တီတွေကိုတို့တေချာမှာတယ်ကြက်ခိုင်ရဲ့အကောက်မှာပဲတစိ့တုံးရိုက်ရမယ်နမူနာတွေလောက်ခိုင်တယ်အဲရဲမေးတွေကတုံးတဲ့ရဲမေးတွေလည်းအများကြီးပဲပေါ့တို့ကတေချာကကနနာရဟဇတရက်ကိုကျင့်တယ်တဏီကုံအချိန်ကုန်ခံပြီးတော့ကြက်ခိုင်ရဲ့ကိုပဲတို့တစိ့တုံးထုခိုင်တယ်မဲပဲဝါလို့ရှိရင်ပဲမဲဖြစ်သွားမယ်တကယ်လို့အဲ့ဒီ LND ဘက်ကိုလည်းတစိ့တုံးထုမိသွားရင် LND မဲဖြစ်သွားမယ်အဲ့လိုမျိုး မဲမှားပြီးပေးခဲ့ရင်အပြစ်ပေးမယ်ကိုရဲ့အကြံခံရေးကိုမထည့်ပဲနဲ့အလန်ဒီကိုလည်းထည့်ပိုင်မွင့်မရှိဘူးတကယ်သူတို့အရာရှိတွေကတရားဝင်ပြောထားပြီးသားမဲကိုမှားထည့်ခဲ့ရင်ပြန်လာတာနဲ့အပြစ်ပေးမှာအညမတို့အဲ့လိုအစည်းအဝေးမှာပြောတယ်လုံးဝအကြံခံရေးအကွက်ထဲကိုတစိမ့်တုံးကြက်ခံရေးတစ်ခွက်ထဲမှာအကျဲကြီးကြိုက်တဲ့နေရာကိုနှိပ်စောင်းပြီးလည်းမနှိမ့်နဲ့ပယ်ပြီးလည်းမနှိမ့်နဲ့အနန္ဒီကိုမဲပေးခဲ့တဲ့ရှိရင်ကို့အကြောင်းကိုတိကို့အပြစ်ကိုဝင်ခံအဲ့လိုမျိုးချိန်မောင်းလာတာအရာရှိရတယ် ူတို့ကညီမတို့ဘလို့ချင်းချောက်လဲဆိုတော့မဲထဲခဲ့ပြီးွားလို့ရှိရင်ပြန်လိုက်ငါတို့ကစစ်ကြတာတဲ့ကြာရှိတွေကအဲ့လိုပြောတယ်အဲ့တော့နေတို့တွေကဘယ်မဲကိုပြီးလဲဆိုတော့ငါတို့ကြည်လို့ရတယ်ငါတို့ကနေတို့လိန်လို့မရဘူးတဲ့ဆိုပြီးအဲ့လိုမျိုးပြောတော့ညီမတို့ကကြောက်စိတ်ဝင်ခဲ့တယ်ဩမေစုကိုမဲပြီးလိုက်ရင်ပြန်လိုက်ရင်ငါတို့ကအပြစ်လည်းအပေးခံရမယ်မျက်လည်းပေါက်ရမယ်ဒါပြီးလို့ရှိရင်ငါတို့ယောက်ျားကိုဆော့မြေကပုံမှန်နဲ့ရှေ့တန်းကိုလှုပ်ပြီးတော့တနည်းနည်းလောက်ပြစ်ထားလိုက်တာအဲ့လိုမျိုးတွေသူကအကျင့်ရောက်တာရှိတော့လေ ဩော်အဲ့ဆိုလို့ရှိရင်ကြန့်ခိုင်ရိုးပဲလက်တုံတုံအဲ့လိုမျိုးပယ်ဝိုင်းတော့အပြစ်ပေးခံရမှာကြောက်လို့အဲ့ကြန့်ခိုင်ရိုးပဲဒစိတုံးမှန်မှန်ထုခဲ့ရတာမဲသုံးကပေးဘူးတဲ့အဲ့တက်ထဲမှာနေတော့အသက်ပြည့်တာဆိုလို့အဲ20အသက်22နှစ်မှာတခါအသက်မပြည့်တာနှစ်ခါထည့်ခဲ့ရတာအဲ့နောက်ပြီးတော့စစ်တပ်မှာတခုရှိတာမှတ်ပုံတင်ကိုကြန့်တဲ့အချိန်မှာမရိုက်ပေးဘူးရွေးကောက်ပွဲနေပြီးမဲထည့်ရမှာဆိုလို့ရှိရင်ရှိသမျှလူတွေအကုန်လုံးမှတ်ပုံတင်အမြန်လုပ်ပြီးတာဟုတ်အဲ့ဒီကကြာတော့သူတို့ကအလေးနက်ထားတယ် မိခိုတွေစစ်တီတွေရဲမေတွေမှတ်ပုံတွေမရှိသူတို့ကမြင်မြန်လုပ်ပေးတာချက်ချင်းလုပ်ပေးတာမဲထက်ခိုင်ချင်းလို့မှတ်ပုံတွေမရှိရင်တကောင်စင်းထဲမှာသူတို့ကအဲ့လိုမျိုးမိခိုတွေစီသွားတယ်မိသားစုဘယ်နှယောက်ရှိလဲရှိသမျှခက်ခလေးတွေအကုန်ထက်ခေါင်းစင်းထဲထက်ကျွန်တော်တို့ယုံမှလာထက်အဲ့အဲ့လိုမျိုးသူတို့ကစီယုံနဲ့တိမ့်တွင်းနဲ့ခြောက်ထားတာလွတ်လပ်စွာမဲပေးပိုင်ခွင့်ညီမတို့မှမရခဲ့ဘူး ဒီလိုအပြင်လောကရောမအော်ဒါဆိုရင်ငါတို့ကလို့ပေးချင်တယ်မေကိုပေးလို့ရတာပေါ့လို့ဒါဆိုဘာဖြစ်လို့သူတို့ကဒီကျန်းခိုင်ရေကိုပဲထည့်ခိုင်းတာလဲလို့ညီမတို့လည်းဟိုတွေးစည်းတာတော့မဟုတ်ဘူးအမေစုကိုချစ်တယ်လေအမေစုကိုပဲမေပေးချင်တယ်အဲ့လိုမျိုးသူတို့ကချိန်ချောက်တော့မထည့်ချင်မနဲ့လည်းဒီကျန်းခိုင်ရေကိုထည့်ခဲ့ရတယ်ဒီလိုမျိုးချင်းချောက်တဲ့စကားတွေရောက်စစ်တီတွေကတော့ပြောစရာမလိုတော့မှာရဲမိတွေတော့ဒီလိုချင်းချောက်တယ်ဆိုစစ်တီတွေကတော့နားလည်နေပြီ သူတို့အပြစ်ကိုသူတို့သိနေပြီသူတို့ရသူတို့စစ်တီချင်းချင်းသူတို့အုပ်ချုပ်တာအဲ့လိုမျိုးရဲမေးတွေဆိုတော့ပို့ဆိုးတယ်မှဟိုယောက်ျားလေးကိုလည်းငဲရတာသူတို့ကအမြင်ကပ်ပြီးဆိုလို့ရှိရင်ယောက်ျားကိုရှေ့တန်းလှုပ်လိုက်လို့ရှိရင်ပြန်မခေါ်တော့ဘူးလို့ပြောမယ်နောင်ကျင်သွားအောင်ဆိုပြီးတော့သူတို့ကလွတ်ထားပြုတ်လိုက်တာတနေ့နဲ့နေ့ဆိုမိသားစုယောက်ျားမရှိဘူးဆိုစုံငွေတွေရိတ်ခစုံငွေတွေပဲမရတော့ဘူးဆိုတော့ရိတ်ခလည်းမရတော့ဘူးဆိုတော့မိသားစုရှိတဲ့လူတွေဆိုအရန်ဒုက္ခရောက်တာအဲ့လိုမျိုးတွေငဲ့ပြီးတော့ညီမတို့မှအဲ့လိုမျိုးကြုံတွေ့ခဲ့ရတာอืม ကဲဒါကတော့လက်တွေ့အဖြစ်မှန်ကိုပြောပြသွားတာเนาะအခုလဲဒီပုံစံလောက်မှာပဲစခွဲတွေကတေးချတယ်တက်တွင်းထဲမှာရှိတဲ့မိသားစုတွေဘလောက်များမလဲတသိန်းလောက်ထားလိုက်ဒီကောင်တွေကတသိန်းလောက်မေးခူးထားတာအဲ့ဒါကိုအမေစုကမေးခူးတယ်လို့ဆွဆွေးပြီးမှထောင်ထဲမှာချတာဒီကောင်တွေမရှိကြဘူးကွာရက်ဆက်လိုက်တာကွာဒီနေ့ချမင်းတော်လှိလာမေးခွေးမသားတွေရဲ့ကေတာဆိုရင်တော့ नौ ဗီဒီယိုသူစားမောင်မိသားစုကိုစစ်ကောင်စီအဖွဲ့တွေကဖမ်းဆီးထားတဲ့အကြောင်းအမှန်တကယ်ပြုတ်ပြသွားတယ် ကချင်မလေး or ကချင်ကောင်လေးပြုတ်ပြသွားတော့ချက်လောက်နာစီကြည်အောင်ဒေရှားနိုင်ရန်ကွာလာလန်ပူမြို့မှာရောက်ရှိနေထိုင်နေတဲ့သူစာမောင်ခေါမြန်မာနိုင်ငံအတွင်းတရားမဝင်ပြန်လည်ဝင်ရောက်လာစဉ်ဖမ်းဆီးရမိတာကြောင့်စစ်ဆေးဖော်ထုတ်ချက်အရသူစာမောင်ဟာ MMRC အဖွဲ့ကိုဖွဲ့စည်းပြီး UNHCR နဲ့ NGO INGO အဖွဲ့စည်းများထံမှသူစားမောင်မိသားစုအကြောင်းကိုငါမကြာခဏဆိုလို့သူ့ကိုကြားညာပြပြပြဖို့ပါတယ်အခုဒီစစ်တပ်က MRTV နဲ့မြောက်တရုတ်တန်လန်းကပြောတဲ့ဟာလေအဲ့ဒါဗျောင်းလိန်တာနော် ဒီသူစာမောင်မိသားစုကမြန်ပြည်မှာတရားမဝင်ရောက်လာလို့ဖန်ခံရတယ်ဆိုတော့အဲ့ဒါလုံးဝတက်စင်ကိုလွဲနေတာနားနေတာသူတို့ကလေလိုလိမ့်လို့ပြောလို့ရှိရင်မကြိုက်ဘူးတိလားအခုပါလို့ပြောလို့ရှိရင်ဖျားတရားတွေလုံးမစီဒီပထိုးတွေတိမ်မှသူတို့ကောင်းအောင်ဆောင်ပြရအောင်နော်ဟုတ်ပပရေးကျေးဇူးပါပပရေးပပလာတော်ဆုံးပြောကြည့်ပါလားအမလဲအဲ့လိုမျိုးအပူစွာရဲခံချင်တာသူတို့ကနော်တခိုးတွေမျိုးမျိုးကစတေဒုံပြောကြည့်ပါလားအမလဲ ပင်နိုင်ငံပဲရောက်ရောက်တော့အဲ့ဒီကောင်မလွတ်ပတာမှတ်ပြီးတော့တို့ကအထူးသဖြင့်မလေးရှားမှာဆိုလို့ရှိရင်လုံချုံတာတော့မဟုတ်တော့ဒီမှာတို့ရှူတယ်အများရှိတာတိလားအားကြောင့်မလို့ဒီ2023မှာတူဆောင်မောင်ဆိုတဲ့မိသားစုစုကလည်းအမ်ပါမနေတာငါလည်းအမ်ပါပန္တာအင်းသားဆိုတဲ့ရောက်ကွက်မှာပေါ့နော်တုံနေတော့အလုပ်လုပ်ခဲ့တာအားကြောင့်အမ်ပါရောက်ကွက်ဆိုတာကိုလည်းအနည်းဆုံးတော့တိတယ်လေနော်အဲ့ဒါနဲ့လူတစုကပေါ့နော်ကားနှစီးနဲ့ပြန်ပြီးဆွေးသွားတာတိလား CCTV တော့အကုန်လုံးဒီမလေးရှားရဲ့တပ်ဖွဲ့တွေတွားချက်ကြည့်တယ်လို့ပြောကြတာပဲ အဲ့ချိန်မှာပဲပေါ့နော်ဒီ UNC ကလည်း statement တွေထုတ်ပြလို့ရှိရင်နိုင်ငံတကာလို့ခွင့်ရဖွဲ့လေးပေါ့နော်မလေးရှားဆွေရောက်ကို statement တွေထုတ်ပြီးတောင်းဆိုလို့ဒီဖြစ်သွားတာလေရင်တော့မဟုတ်ထင်တယ်ပြန်ပွဲဆွေးဆိုဆိုတာ online နဲ့ပေါ့နော်မြန်ပြီးပို့သွားတာထင်တယ်ပေါ့နော်ဒီမှာငောင်းတော်မှလေ90တရာ ringgit ပေးလို့ရှိရင်လို့တက်လို့ရတာဆိုမှချင်းချောက်လာတာဟုတ်ပြီနော်အဲ့ဒီ I don't care ငါလည်းရွေးစီရတော့ပြောပြဖို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပါပေါ့နော်နော်သူစားမအကြောင်းကိုလေကိုကပြောပြဖို့ပါတယ်ပေါ့နော်ဒီလိုဒီလိုဖြစ်သွားရင်သူတိမာပါဆိုမှကိုလေးကြောက်တာပေါ့လေနော်ကြောက်တာပေါ့ငါလည်းအသက်တချောင်းပူပါတာမှမဟုတ်တာကြီးကိုတိတယ်မလားတမ်းမြတာပြောတင်တယ်လို့ထင်တယ်အမှန်တရားတွေ့ဆိုလို့ရှိရင်ကိုလေရက်တီပေးတင်နေတယ်မလားဒါကြောင့်ဒီကိစ္စတော့ကိုတိနော်သူစားမမိသားစုအကြောင်းပြန်ပြီးဆွဲခံရတယ်ဆိုတာလေနော်စစ်တပ်ပြောတယ်လို့ဟိုဖက်မြန်ပြီမှာတရားမဝင်ရတော့လို့ဖန်ခံရတာဆိုတော့လုံးဝမဟုတ်တော့တသက်စစ်လို့နေတာနော်အဲ့လိုမျိုး ီတရောင်းစားမျိုးမျိုးတွေကလေသိမလားတို့ပီတူတွေကဘာလို့မှကိုမကြည့်ညိုတာတို့တို့ဘာလို့ဘလို့ချင်လဲတော့ကော်လုံးပြောတတ်တာအရဟုတ်ပြီလို့ချင်နေတာမသိဘူးရှင်ပီဘာချင်နေလားမသိဘူးသိလားကေတင်ရှင်လိုလိုလိုသိမလားအေးစက်တက်ကျေးစိုးမိုးတော့ရှူစရာမရှူစွာငါကပြောတာမဟုတ်ဘူးဟုတ်တယ်တို့ဘလို့မှမလဲလဲမလဲစားနော်လူလူလိုတော့မထင်တာနော်ငါဒီစက်တက်တွေခွေးတာမနိုင်တာဟုတ်တယ်နော် ခွေးတွေကျွေးလောက်ကဘယ်တော့မှမကြိုက်ပါငါဟိုမှလမ်းဘဲခွေးတွေတိမလားအရင်ချက်ဆက်ကောင်းလေငါအမင်းနဲ့သမီးတော့ကြွေးတိမလားအေးသူဆုံကောင်းဘယ်တော့မှမကြိုက်ဘူးကိုကိုတွေ့လို့ရှာအမင်းတလောလောနဲ့ကျူဆူပေးရလေဝေါ်ခါလောက်ပေးရတိမလားအေးသူတို့လောက်ပေးရတလောက်ပေးလေနော်ကျူကိုကချင်းနဲ့တည်းသူတို့အပြုံးပေးလေဒါတော့မလားငါတို့လူဆိုပြုံးတာလေတိမလားသူတို့ပြုံးတာလေခွေးဆိုတဲ့ကိုကအမင်းတလောလောနဲ့ကျူဆူတယ်ဒါလည်းသူတို့ပြုံးပြတာပေးလေတိမလားတလောက်ပေးလောက်ပေးနေကိုတလောက်ပေးကျေးဇူးတင်နေဟုတ်တယ်မလားတလောက်ပြောဆိုတဘောပေါက်နေမလားအဲ့ဒါမယုံကြတဲ့နော်နားလေလားငါလေးတိလားမြောက်အောင်လည်းကိုလူဖြစ်ခွေပေးတဲ့သူ့အမေကိုလို့တော်အောင်အော်လို့မစုံးဆိုတော့နော် ခေတ္တကတော့မှန်တရားတွေပြပြသွားတာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ရက်လောက်ကဒီတရင်ကိုထွက်ပြီးပေါ့နော်။ဒါပေမဲ့မဟုတ်နိုင်ဘူးလို့ဆောင်းတယ်ဆောင်းတယ်ဆောင်းတယ်အခုမှတည်ရတယ်ကျွန်တော်လည်းပြန်ပြေးဆွေးတာဖြစ်ပါတယ်။ခေတ္တဆွေးတော့ note video ကိုဆွေးပြုတ်သွားတာကိုတစ်ချက်လောက်နှ ಾಸ င်ကြည့်အောင်။ကျွန်တော်တို့တော်လိုင်းအောင်ဖို့လိုတယ်ဆိုတာကိုထပ်ပြောပြအောင်မယ်။နော်။မဲဆောင်းမှာရှိတဲ့တချို့ပေါ့နော်။မဲဆောင်းမှာတို့ဘာလို့ရှိတဲ့တချို့မဲဆောင်ရနေပြီးတော့မှ viewer မှုတွေထိုင်လို့ဟိုလူကိုရွဲသလိုလိုဒီလူကိုစောင်းသလိုလိုတော့ PDF ထဲမှာနေတော့ကလည်းစောက်သုံးမကြလက်ကြောမတင်း နော်ဟိုဘက်ကံသွားလို့သွားနေပြန်တော့လေဟိုဆောက်လို့လုံးမစားအဲဒီလိုကောင်တွေကဖြစ်ချင်တော့တိုင်းမှုအဆင့်ပြူဟာမှုအဆင့်အဲလိုကောင်တွေလည်းရှိသေးတယ်မေလိုးတွေနော်မင်းတို့ပြောမယ်နော်တိတာငါလိုးမသားလေးတွေမင်းတို့ပြောမယ်နော်တိတာစကားစကားငါတို့ရှုံးသွားလို့ရှင်မင်းတို့နိုင်အဲဒီအာဆီယံဆယ်နိုင်ငံထဲမှာရောက်နေတဲ့ကောင်တွေနဲ့မင်းတို့လွတ်လွတ်မယ်မထင်နဲ့တိတာအကြမ်းဖက်စင်ထုတ်ပြန်ထားတာဒီအလကားထုတ်ပြန်ထားတာမဟုတ်ဘူးမင်းတို့အဲ့ဒါကိုသိအောင်မင်းတို့အုံနောက်ထဲကိုထည့်ပေးဦးမယ်တိတာဘာဖြစ်လို့လဲဆိုတော့ စားကားစားကားဒီမြန်မာနိုင်ငံကိုပြန်ပြီးတော့မှအုပ်ချုပ်ရေးရန်တရားလဲပတ်သွားနိုင်လို့စိုးမိုးသွားနိုင်လို့ရှိလို့ရှိရင်နော် government to government ဆိုတဲ့ agree တွေဘုန်းတွေဘာတွေညာတွေကြောင့်နော်ယာစွန်းမှုအဖြစ်အကြမ်းဖက်ဖြစ်ကျင်ညာထားတဲ့ကောင်တွေကိုစည်ရင်းတဲ့နိုင်ငံတကာနိုင်ငံတကာချိတ်ဆက်ပြီးတောင်းပါသေးလားဘယ်မေလို့ဘယ်မေလို့လာခဲ့တောင်းပါမင်းတို့အဲ့အချိန်ညာလက်ထိတ်တလန်းနဲ့ပြန်လာရမယ်မင်းတို့အားချောင်းနေသေးလားမင်းတို့ဟိုလုံးစရာရှိရင်ဝိုင်းလို့ဟိုကိုကလည်းလာလည်းမလို့ဘူး စိတ်တဲ့ကြောင်ဟိုဘက်ကနေဆရာကြီးလိုလိုတပါးကြီးလိုလိုကမေကိုလိုလိုလိုနဲ့မင်းတို့ထိုင်ပြီးတော့မှအားချောင်းနေတာသိတာဟေးသိတာငါတို့ကဟဲ့အတူတင်ကိုတင်ပြစ်တာသေးတာနဲ့ရှင်တာတခုပဲမနိုင်ရင်ပြေးမယ်ပြေးပြီးပြန်လာပြစ်မယ်လီးပြစ်တာနော်နိုင်ရင်တိမ်ပလိုက်မယ်ရှင်းတယ်ဒါပဲအဲ့တော့နိုင်ငံရေးဖီအားပေးတဲ့နော်နိုင်ငံရေးအဖွဲ့တွေပေါ့ UNG တို့နော် UNG ဆိုတဲ့ဒါပြောရမယ်ဆိုလို့ရှင်ကျွန်တော်တို့ဥဆောင်အစိုးရလိုပဲပြောပြောကျွန်တော်တို့ຫນွေဥတော်လိုင်းရဲ့ဥဆောင်အဖွဲ့အစည်းလိုပဲပြောပြော ဒါယူကြည့်ရှိတယ်အဲ့တော့နိုင်ငံရေးဖိအားပေးတဲ့အဖွဲ့တွေကပြည်တွင်းနိုင်ငံရေးကိုစီးလုံးအောင်လုပ်လိမ့်မယ်စက္ကဆောက်နိုင်ငံရေးဖိအားပေးလိမ့်မယ်ပြည်ပနိုင်ငံရေးကိုသူတို့လုပ်လိမ့်မယ်အဲ့တော့ငါတို့ကတော့ရှင်းတယ်တော့နိုင်ငံရေးတဆက်ရှင်ပြတ်မှနိုင်တဲ့တိုက်ပွဲမျိုးကိုတို့ကတော့ရှင်းတယ်နိုင်ငံရေးဖိအားပေးဖို့လိုလာရင်ပြစ်မယ်နော်နိုင်သိမ့်မယ်မနိုင်ရင်ပြေးမယ်ပြန်လာပြစ်မယ်လုံးမယ်အဲ့တော့ depression point လေးတွေသိတာဖြူအမှု depression point လေးတွေကိုပြောစီကျင်တာကအာမချောင်နဲ့မင်းတို့ ဒီဘက်က PDF တွေတိုက်နေလို့ခစ်ကောင်းလို့အဲ့ဘက်မှာနေနေရတာအာသိမ့်မချောင်းနဲ့မင်းတို့ PDF တွေဒစ်ွားတဲ့ခါကျရင်မင်းတို့ပထွေးရမင်းတို့ဂျီတူဂျီနဲ့ခေါ်မှာနော်အဲ့မှာမင်းတို့အဲ့မှာလက်ထိတ်တလန်းနဲ့လင်းရင်စီးနေရမယ်သိလားနော်လင်းရင်လက်ထိတ်ကြီးနဲ့စီးရတော့မကော်ဘူးကွာအဲမင်းတို့သိအောင်ပြောပြမယ်စကားစားအကျန်းဖက်ကျင်ညာတာတို့အကျန်းဖက်ထုတ်ပြန်တာတို့ကအလကားလုံးနေတာမဟုတ်ဘူးစောက်ပေါ်လုံးနေတာမဟုတ်ဘူးဆိုတာကိုသိမယ် တချို့လူတွေကကူဆွေးပြုတ်တယ်လို့ပြောတဲ့လူတွေရဲတဲ့လူတွေဆိုတဲ့လူတွေအများကြီးရှိတယ်နာမည်တော့မပြောတော့ပါဘူး the patchin lulu ho pet lulu di pet lulu နဲ့အထူးသဖြင့် kitchen ပြည်နေမှာနေတဲ့ pdf တွေကိုသူတို့ကပောက်ခတ်နေတာပေါ့ကွာအဲ့လိုမျိုးလောက်ရက်ကတော့မမှန်ဘူးလို့ကျွန်တော်ကလည်းမြင်ပါတယ် pdf တွေကအသက်လက်ပေးတယ်လက်ဆန်လေးမရဘူးအဲ့ဒီချင်းမှာတော်လိုင်းရေးဖက်မှာရက်တီပါတယ်ဆိုတဲ့လူတွေကအပစ်တွေပြောတာကတော့ကျွန်တော်လည်းမခံနိုင်ဘူး geta swing.no video မလေးရှားမှာကျင်းပမဲ့ asian trade ဆုံပွဲမှာ ဒိုနယ်ထရမ့်နဲ့ငဒူးလှိုင်တွေ့ဆုံမဲ့အကြောင်းအကြောင်းမင်းပါပြောတာလေတစ်ချက်လုံးနားဆင်ကြည့်အောင်မတည်ငြိမ်မှုရဲ့အပေါ်ကနေပြီးတော့ပေါ်လာတဲ့ခေါင်းဆောင်တစ်ယောက်ပေါ့နော်ခုနကပါလဲဆိုတော့အခက်ခဲတွေကြားနေပေါက်ဖွာလာတဲ့ခေါင်းဆောင်တစ်တယောက်ကိုကြည့်တဲ့ခါကျတော့ okay ချိန်ကားတို့ကတော့မှသူ့အာဏာကိုသူတိဆောက်ထားနိုင်တယ်ပြီးရင်အခြားသောနိုင်ငံကြီးတွေနဲ့သူချိတ်ဆက်ပြီးတော့တခုပြီးတခုသူချိတ်ဆက်နိုင်ခဲ့ပြီဆိုရင်သူတည်သူ့ပါဝါသူတိဆောက်နေပြီဆိုတော့ငါတို့လည်းအတိမတ်ပြုဆက်ဆံရမယ်ဆိုတဲ့အတီးတရားကိုအဲ့ဒီအာဆီယံတရားနိုင်ငံကောင်ကောင်လာနားလည်သွားတယ်ကျွန်မနားမလည်ရင်လည်းခင်ဗျာအမေရိကန်သူတို့ကန်ထုတ်တော့မှာဟုတ်နေပြောရအောင်အဲ့တော့ ဗိုလ်ချုပ်ကြီးမရောက်နိုင်တာအားကြောင့်အာဆီယံဘောတက်ခွင့်ရတယ်ပြောရင်တော့ဗိုလ်ချုပ်ကြီးမရောက်နိုင်တာသူတို့ ਨੇ ဒါပြောရင်ပြောရင်တော့သူတို့ကတော့ယူကောက်တင်မပွဲတက်လာတဲ့လူတွေမို့လို့ပေါ့ဗျာအဲဒီကတော့နိုင်ငံရဲ့အခက်အခဲချက်တဲကြားပေါ်ထွက်လာတဲ့ခေါင်းဆောင်ပေါ့အဲ့တော့ငါတို့ရဲ့ခစ်ပြိုင်ခေါင်းဆောင်ငါတို့လက်ခံပေးလို့ရတယ်ငါတို့တဝိုင်းထံလို့ရခေါင်းဆောင်ဖြစ်ပြီဆိုပြီးသူကလက်ခံပေးလိုက်တယ်ဒါပဲအဲ့တော့ရှင်းပြောရအောင်ဗိုလ်ချုပ်ကြီးအသိမပြူပေးလိုက်အပေါ်ကအတိမပြူပြလိုက်ဒါရှင်းရှင်းလေးဒီဘုံဂျုံမူကြီးကပြောတယ်အဲဒီအာဆီယံထိပ်သီးညီလာခံတွေမှာဘယ်လိုလောက်မှာဆိုတော့အမေရိကသမ္မတဒေါ်နယ်ထရမ့်ကလည်းတက်မယ် ရှင်းရှင်းလေးပဲဟိုကြုံကြည့်အဲ့ဒီလိုကမ္ဘာခေါင်းဆောင်တွေအားလုံးအလဲမှာ तू စပြီးတော့ तू က player အသစ် new player အသစ်ပုံစံမျိုးခေါင်းဆောင်အသစ်တယောက်နေနဲ့ဟိုအခက်ခဲကြတဲ့ကြာပေါ်ထွက်လာတဲ့ခေါင်းဆောင်တယောက်တွေ့တော့ဒီကျွန်တော်လူတွေကျစူးကြရနေပေါက်ဖွားလာတဲ့ပန်းတော်ပုံတွေဝင်ကြည့်ပြအောင်အဲ့လိုပွင့်လာတဲ့ခါကျတော့နောက်ဆုံးမတက်နိုင်သူ့ရဲ့မွေးရနံဒီလိုပြန့်သွားတာ night free ပုံကြားတဲ့ရွှေကြာထွက်တယ်လို့မျိုး तू ကထွက်လာတယ်သူ့ရဲ့သင်းနံပြန့်နှံ့လာတဲ့ခါအားလုံးကတော့အနံလေးပဲဖြစ်နေပြီ။သူကမွေးရနံဖြစ်တဲ့ခါကျတော့လုံးဝအားလုံးလက်ခံပြီးတွေ့ရတဲ့သဘောဖြစ်သွားတယ်။ဥမာရုရှားသမ္မတလည်းတွေ့တယ် ်ကေယုတ်သမရာလည်းတွေ့တယ်အိန္ဒိယဝန်ကြီးချုပ်ကလည်းတွေ့တယ်ကဲတွေ့ကြည့်ကျန်တဲ့နိုင်ငံတွေကခဏထားတော့ဒါလောက် ကြီးတဲ့ဒိဋ္ဌိကြီးတွေတွေ့သွားပြီပြီးသွားပြီဆိုတော့ဘိုးဘိုးကြီးတွေ့ဖို့ကမ္ဘာနံပါတ်1ခေါင်းဆောင်တစ်ယောက်ပဲကျန်တော့တယ်ဘယ်သူလဲဒေါ်နယ်ထရမ်ဒေါ်နယ်ထရမ်ပုံမှန်လည်းပြောရရင်ဒေါ်နယ်ထရမ်နဲ့ဘိုးဘိုးကြီးနဲ့တွေ့မှာအာဆီယံမှာဘိုးဘိုးကြီးနဲ့ဒေါ်နယ်ထရမ်နဲ့လက်ဆွဲနှုတ်ဆက်ပဲပြီးရင်ငါတခြားကိစ္စတွေပြီးတဲ့ meeting တွေရှိအောင်ရှိနေပြီးတော့တခြားဒီလုံးမဲ့အရာတွေပေါ်လာလိမ့်မယ်မင်းတို့စိတ်ကူရင်တလူဖြစ်မဲလုံးမင်းတင်လာမပူနဲ့ ဒိုနယ်ထရမ့်နဲ့တွေ့တော့မှလစ်သွားမယ်မင်းဘဘကိုဟုတ်ပြီနော်အာဆီယံကအတိမပြောလို့ခုထားတယ်လို့မင်းကပြောတယ်နော်အခုမင်းပြောသွားတဲ့စကားတွေကိုမမေ့နဲ့နော်ပြောင်းပြန်ကြည့်ဖြစ်သွားမယ်အကုန်လုံးမင်းတို့အတွက်ငုံမဲ့နေဖြစ်မယ်အာဆီယံနိုင်ငံတွေကလည်းမင်းတို့ဘဘကိုအတိမပြောတာမဟုတ်ဘူးမင်းတို့ဘဘကိုအာဆီယံနိုင်ငံတွေကဆုံးမဖူးခေါ်တယ်ဆိုတာဘယ်တော့မှမမေ့နဲ့အခုတော့စိတ်ကူးရင်တုံးပေါ့ အဖြစ်ထွက်လာပါတိတ်မမှုနဲ့နော်ဟုတ်ပြီနော်ဟုတ်ကဲ့ပါတုန်ကြီးချင်တော့ဒီမြတ်ချင်စမှုကတော့ဒီလောက်ပါပဲကျေးဇူးများချစ်တင်ပါတယ်ကျွန်မရဲ့ချစ်စိတ်ကြောက်ပါ I love you all God bless you all thank you for your time